မတ်စကတာဝါရဲ့လေးလောက်မှာကိုကူဟာနင်ဂျာမူရာဆာကီကို သူ့ရဲ့ခွန်အားတွေနဲ့အချင်းချက်တည်းရအောင်လုံနိုင်ခဲ့ပါတယ်။လေးရက်နဲ့ငါးရက်ကြာမှတော့ကြောက်ဆက်ကောင်းတဲ့မွန်စတာကသူ့ကိုစောင့်ကြုံနေပါတယ်။သူ့ရဲ့နာမည်ကတော့ Cyber 8လို့ခေါ်ပါတယ်။တနည်းပြောရရင်တော့ Android Number 8ပေါ့။အဲဒီ Cyber 8ကိုအတန်းတိုင်းနေဂျားတွေကနေခြေချင်းနဲ့ခတ်ထားရကနေထွက်လာနေရပါ။ဘလောက်ထိကြံလဲဆိုရင်အဲ့လောက်ထိအောင်ထိန်းချုပ်ထားရပါတယ်။ Level ကိုပါတန်ချင်းခတ်ထားရတာပါ။ Cyber 8ဒီကောင်လေးကိုရှင်းပြလိုက်စမ်း။ သူကတန်ပါတယ်လေတကယ်ကိုတန်ပါတယ်အဲ့ကောင်းဆုံးလေးကိုဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာပြလိုက်စမ်းငါ့ကိုလွတ်လို့ရမလားတော့ဟာဒီမှာမရှိဘူးစိုက်ဘော့အိတ်ကသူ့ရဲ့အားနဲ့ပဲတန်ခြင်းတွေကိုထိုးဖြတ်ပြစ်လိုက်တာပါမြင်လိုက်လားသူကအရန်တန်ပါတယ်တွေ့လားမူရာဆာကီကဂူဂူကိုတတ်ခိုင်းနေပေမဲ့ Android အိတ်ကတော့မလုပ်ဘူးလို့ပဲပြောပါတယ်တက်ရှိတွေကိုတတ်တာမကောင်းဘူးမကောင်းတာတွေကိုငါမုန်းတယ်အတိတ်ပဲမရှိလိုက်တာကွာမင်းအလုံးလုံးဖို့အချိန်ကျလာပြီလေမင်းတို့ကတော့မကောင်းတာတွေလုပ်တယ်ဆိုတာငါသိတယ်ရွာကဖိုးကြီးကိုဖမ်းထားပြီးတော့လူတန်းအောင်စိတ်ပူအောင်လိုက်လုပ်တယ် ်မင်းတို့တိဆောက်ခဲ့တာငါတို့ခဲချိုးနီစစ်တပ်ပါမင်းကိုမွေးပေးခဲ့တဲ့မိဘတွေကိုညှဉ်းဆန့်နေရလားမလုံနိုင်ဘူးတောင်းပန်ပါလေဘာပြောလဲစောက်သုံးမကြရဲကောကောင်းပြီလေငါပြောတော့နားမထောင်ရင်လည်းနားထောင်အောင်လုပ်ရမှာပေါ့မူရာဆာကီကခလုတ်တစ်ခုကိုထုတ်လိုက်ပြီးစိုက်ဘော့8နားထောင်စမ်းအရေးပေါ်ကိစ္စတွေအတွက်မင်းကိုယ်ထဲမှာဘုံထည့်ထားတယ်ဒီခလုတ်ကိုနှိမ့်လိုက်ရင်ပောက်ကွဲသွားပြီးတော့မင်းတစားစီဖြစ်သွားလိမ့်မယ်အဲ့လိုမဖြစ်ချင်ငါပြောတော့နားထောင်အောင်နားလဲလားကူကတော့ငူငူလေးပဲကြည့်နေကြတာပါ ဒါပေမဲ့လည်းစိုက်ပေါ်အကြမကောင်းတာတွေမလုပ်ချင်ဘူးလို့သာပြန်ပြောခဲ့ပါတယ်။ဘိုးကြီး white ကတော့တင်းပါပြီ။ဘိုးကြီး white က CCTV ကနေကြည့်နေခဲ့တာဖြစ်ပြီးတစ္ဆာဖောက်လို့စိုက်ပေါ်အကိုဆွဆွမ်းနေပါတော့တယ်။ Viga ကနေစာချင်းမိုရာဆာကီအဲ့ဒီဆောက်ယူကိုအခုချက်ချင်းဖောက်ခွဲပစ်လိုက်လို့ဘိုးကြီး white ကပြောလာပါပြီ။မင်းဖြစ်ချင်းတယ်လို့ဖောက်ခွဲပေးမယ်ဆိုတော့ Google ကတော့ရဲလိုက်လို့អော်ခဲ့ပါတယ်။ခလုံးနှိတ်တော့မဲ့မူရာဆာကီရဲ့လက်ကို Google ကခုန်ပြန်ကြော်လာပြီးဒုံးနဲ့ရိုက်ထားလိုက်ပါတယ်။အဲ့နောက်ပြုတ်ချတော့တဲ့ခလုတ်ကိုလည်း Google က6000နဲ့နင်းချီပြီးဖျက်ဆီးခဲ့တာပါ။ကောင်စုပ်လေး remote ကိုဘာလို့ဖျက်ဆီးလိုက်တာလဲ ဘုရားစကီကိုကူကထတ်တေးလိုက်ပြီးတဲ့နောက်စိုက်ဘောအိတ်ကလည်းငါ့ကိုကယ်ခဲ့တဲ့အတွက်ကျေးဇူးပါ။ငါရမ်းပြော်တယ်လို့ပြောခဲ့ပါရဲ့။အဲ့ဒီကောင်ကိုမင်းမသားမင်းဆုံးမတဲ့နာလေ။တိုက်ခိုက်တဲ့ဆိုတာမကောင်းဘူး။ဒါမဲ့မကောင်းတဲ့သူတွေကိုမတိုက်ခိုက်ဘူးဆိုရင်မင်းကအသက်ခံမို့လား။ငါကတိုက်ခိုက်ရတာကိုကြောက်တယ်။မင်းကတန်မာမင်းပုံမှာမင်းနာမည်ကဘယ်လိုခေါ်လဲ။ငါနာမည်ကဆုံးကုကူလို့ခေါ်တယ်။မင်းကရော။ငါကစိုက်ဘောအိတ်လို့ခေါ်တယ်။ဘာလဲအိတ်ဆိုတာတကယ်ထူးဆန်းတဲ့နာမည်ပဲ။ဆုံးကုကူမင်းရွာကဖိုးရွတ်သွားခဲ့မလို့လား။ ဟုတ်သားပဲဒီလိုလုပ်ဖို့အချိန်အမရှိဘူးဂယူဆိုင်တော်ဆိုပြီးကိုကူကနောက်ထပ်တစ်ထပ်ကိုလှေကားကနေတစ်ဆင့်ကတ်သွားခဲ့ပါတယ်စိုက်ဘော့အိတ်လည်းတက်တောင်ကြီးကျန်ခဲ့တာပါဝေဝက်ကစပီကာကနေတစ်ဆင့်အားလုံးနားထောင်ပါ M3 ကနေထွက်လာခဲ့ပါ M4 ကိုလာခဲ့ပါအင်အားလာပြေးပါနောက်တစ်တစ်ထပ်မှာတော့ကိုကူကနေရန်နေနဲ့ဝင်းကဘာလိုတိဆောက်ထားတဲ့နေရာကိုတွေ့ခဲ့ရပါတယ်ဝင်းကဘာကိုခုမှတွေ့ဘူးတဲ့ဂူဂူကတော့လမ်းအပိတ်ကြီးဟဆိုပြီးထူးဆန်းပြီးတနေရာကနေတနေရာကိုဒိုးရိုပေါင်းလျှောက်သွားနေခဲ့ပါရဲ့။ဆက်ဝိုင်းထဲမှာပတ်ပြေးနေရတယ်လို့ပဲဆိုပြီးဂူဂူကပတ်ပြေးနေရင်လည်းဒေါသကိုတော်တော်လေးထွက်နေပါပြီ။ အဲ့ဒီဝင်ကဘာကိုအပေါ်ဘက်ကစနစ်ပုံစံနဲ့ရိုက်ကူးထားတဲ့ CCTV ကိုဘိုးကြီးဝိုက်ကကြည့်နေခဲ့တာပါအဲ့ထဲမှာလမ်းပြောက်သွားရင်လွတ်နိုင်စရာလမ်းမရှိတော့ဘူးတရေထိတာဆက်ရှောင်းနေလိုက်တော့အဲ့ဒီနေရန်တွေကခလုံးနေပြီးရွှေ့လို့ရနေခဲ့တာပါဒါကြောင့်ကိုကူကထောက်ပေါက်လမ်းကိုမတွေ့တာဖြစ်ပါကိုကနောက်တစ်ဆုံးကိုတတ်မဲ့လှေကားကိုတွေ့ရကန်ဒီမှာပဲနယံကြီးကပိတ်သွားတာဖြစ်ပိုင်ကိုကပင်မန်းလွတ်ထိုင်နေပြီးချွေးရည်လည်းထွက်နေပိုင်ပြေးရတာများလို့အားရနေတဲ့ကုန်ထမ်းနေပါပြီလမ်းလျှောက်တဲ့ကြားလို့ကြည့်လိုက်တော့စိုက်ဘော့အိမ်ဖြစ်နေခဲ့တာပါ ။မင်းကဒီမှာကိုဆုံးကိုကူ Cyber 8ကအမေဘုံမှာ Top Bot ကိုတွေ့ဘူးတာကြောင့်သူ့နောက်ကိုလိုက်လာဖို့ခေါ်လိုက်ပါတယ်။စိတ်မူပါတဲ့မင်းကအရင်သဘောကောင်းတာပဲနော်။ကျေးဇူးများကြီးတင်ပါတယ်။ငါ့ကိုကယ်ကယ်ပေးလို့ကျေးဇူးပြန်ဆက်တာပါ။လန်ရှောင်းနေတဲ့ကိုကကမင်းဒီမှာနေတာဘလောက်ပဲကြာကြာဆက်ပြီးလန်ပြောက်နေအောင်ပါဒါက၄လွာနဲ့၅လွာကြာကအထက်ပဲစုနိုကတော့အိမ်မှာနေနေတဲ့ပဲကိုကူကိုစိတ်ပူနေပါတယ်စစ်သားတွေကြောင့်ထိခိုက်သွားတဲ့အဖေဖြစ်သူကိုအမေဖြစ်သူကဆေးထက်ပတ်တီးစီးပေးနေခဲ့တာပါဒါတွေကိုပင်ချင်းကြီးဆက်လုပ်နေရအောင်ပါလေ အဲ့ဒီဘောလုံးတွေကိုသူတို့ရှာတွေ့သွားရင်ငါတို့ကရောဘာတွေဖြစ်လာမှာလဲဆူနိုကတော့သူတို့အားလုံးကိုသွားနှိမ့်နေပေးမယ်ဆိုတဲ့ဂူဂူရဲ့အတန်ကိုပဲကြားရောက်နေပါတယ်။စိုက်ဘော်အေးကဂျမ်းမြင့်ကိုနားနဲ့ကပ်ပြီးနားထောင်လိုက်ပြီးတခုလာနေပြီးအများကြီးပဲလို့ပြောလိုက်ပါတယ်။အဲ့ဒါကတော့စစ်သားတွေလာနေရဖြစ်ပြီးတနက်နေ့ဖြစ်ပေမဲ့လည်းဂူဂူကရှောင်းတိန်ကစစ်သားတွေကိုပြန်လဲတီးထုံနိုင်ခဲ့ပါတယ်။တခြားမှာတော့စိုက်ဘော်အေးကနေရန်ကဟနေတာကိုသတိထားမိသွားခဲ့ပါတယ်။လူခွဲပြီးသွားရမှာတော့ဒါကနေရန်ကရွှေရှားနေတယ်ဆိုတာသိခဲ့ရပါတယ်။ နှစ်ယောက်လုံးကလွတ်သွားပြီးလှေကားရှိတဲ့နေရာကိုရောက်သွားကြပါတယ်။ဒီလိုနဲ့နှစ်ယောက်သားလှေကားပေါ်တက်ကိုတက်လာခဲ့ကြတဲ့ဆိုတော့ဒါမဲ့လှေကားအလေရောက်တယ်ဆိုရင်လည်းဒါကငားလွားလို့စိုက်ဘော်အိတ်ကပြောလာပါတယ်။ဒါကနေရင်ကြီးပဲငါတို့ဝင်လို့မရအောင်မဟုတ်လား။ငားလွားမှာကဝင်ပေါင်းမရှိဘူးလှုပ်ဝက်ခံမယ်။အဲဒီမှာမရှိလဲဆိုတော့ငါတော့မသိဘူးလို့စိုက်ဘော်အိတ်ကပြောလာပါတယ်။အဲဒီနောက်နည်းနည်းထက်ထက်သွားပြီးတော့ဒါက၆လွားလေဒါကအချုပ်ခံမယ်။ရွာကဘိုးကြီးကိုဖမ်းထားတဲ့နေရာပေါ့အဲ့ဒီခန်းထဲမှာဘိုးကြီးဝိုက်ကရှိနေကြတာပါ။ ဒီကိုရောက်လာအောင်ကောင်းကောင်းလုပ်ခဲ့တာပဲကောင်းလေမင်းကဂုံပြရမယ်မင်းကတော်တော်အံ့အဖို့ကောင်းတယ်ဒါကြောင့်မင်းကိုငါရဲ့စစ်တပ်ထဲဝင်စေခြင်းနဲ့ကိုကတော့ tree မင်းတို့တက်တယ်ရောငါကဘာလို့ဝင်ခြင်းမလဲစိုက်ဘော်ကြီးကလည်းဘိုးကြီးဝိုင်းမကောင်းတာတွေမလုံးနဲ့လို့ပြောလာပါတယ်ညံပြင်းအောင်ဖန်တီးထားတဲ့တစ္ဆက်ဖောက်ကြီးကစောက်ကြီးစောက်ကျက်လေးပြောနေတာပါလားမင်းတိတ်သွားတော့စိုက်ဘော်အဖြစ်နဲ့ဒီကဘာတဲကိုပြန်ခေါ်လာပေးခဲ့တာဘာတူလဲမင်းမှဘုံမိုးဝိုင်းမင်းကြောင့်ငါပြန်လာနိုင်ခဲ့တာပါဒါဆိုရင်နောက်မကြသေးဘူးဖဲချုံနီစစ်တပ်အတွက်အဲ့ဒီကောင်လေးကိုတတ်လိုက်စမ်း ဒါမှမဟုတ် cyber hack ကတော့ငါမလုံးနိုင်ဘူးလို့ပဲဖြေခဲ့ပါတယ်။မကောင်းတာတွေကိုငါတကယ်မလုံးနိုင်တော့ဘူး။စွန်ကုတ်ကူကအရန်တက်မာတယ်။အဲ့ချိန်မှာပဲဘူဝဲကခလုံးနဲ့လိုက်တာ။ဂူဂူလိုရန်နေတဲ့ကျမ်းပြင်ကတကားကပွင့်သွားပြီ။သူတို့နှစ်ယောက်လည်းအောက်ဖက်ကိုပြုတ်ချသွားပါတယ်။နောက်ဆုံးမှာပေါ်ဆုံးတက်ကိုရောက်လာခဲ့ပေမဲ့ Masked Tower ကထောက်ချောက်တင်နဲ့ပြင်းထန်နေပါတယ်။ဂူဂူနဲ့ Cyber 8တို့ဒီဖြစ်ကနေဘလို့ရုံထွက်ကြမှာလဲ။အမောင်ထဲမှာရောဘာတွေကစောင့်ကြနေမှာလဲ။ဒီမှာ Dragon Ball Kid အပိုင်း39ကပေးဆုံးတာပါတယ်။